ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တော်ပါသေးတယ်စိုင်းမဘသူမှမရှိလို့မြ мян လေးရှူပြီးတော့လက်စဖြောက်လိုက်မယ်အဲ့လိုပြောပြီးတော့တစ္ဆာကတတိကလေးစိုင်းလေးကိုခိုးဝင်ပြီးမြ мян လေးဂျုံပိမဆလာစီရီကိုခိုးနေတဲ့အချိန်ပါပဲ တွေ့ရောက်ကမှဒေါစင်ဘာကတွေ့တော့ပါတော့တယ်။ဝေါချွေးမကြီးတမီးကဆိုင်ကနေခိုးနေရပေါ့လေအမေအစကလေးကတန်တရားဝင်နေတာအခုတော့တက်သိနေတကွာဖမ်းမိသွားပြီနင်ဘာလို့ခိုးနေရလဲပြောစမ်းဘာဖြစ်လို့များတစ္ဆာကသူ့ရောက်ခမဆိုင်ကနေစားစရာတွေကိုခိုးယူနေတာလေသူ့ရဲ့အိမ်နီးနားချင်းတွေကိုရောင်းချဖို့အတွက်လားဒါမှမဟုတ်ရင်တခြားတစ်ခုလားဆိုတာသိရဖို့အတွက်ဆက်ပြီးကြည့်လိုက်ကြရအောင်ဒီမှာကြည့်ပါဦးတက္ကမခတ်တာ တမိလေးသစ္စာအတွက်ရုပ်တရားမှာတယောက်ပင်းရှိတဲ့ကောင်းလေးမျိုးရှာလာခဲ့တယ်။ကောင်းလေးတို့ရဲ့မိသားစုကအိမ်ပိုင်မြေပိုင်နဲ့နေတာပြီးတော့ကုံစုံဆိုင်နှစ်ဆိုင်လေးဖွင့်ထားသေးတယ်။ကောင်းတာပေါ့ဖုံဖုံကုံစုံဆိုင်ဖွင့်ထားတော့တမိလေးစားဖို့တောက်ဖို့အတွက်စိတ်ပူစရာမလိုတော့ဘူးလေ။အဲ့ဒီမိသားစုပဲအတီးပြုတ်အောင်ပြောချစ်လိုက်ပါလားဖုံဖုံ။လက်ထူမုတ်အတွက်အစင်းနဲ့ပြင်ထားလိုက်တော့နော်ဒကမခတ်တာ။အခုတော့မင်္ဂလာဆောင်ဖြစ်မြောက်ဖို့ကတေးချနေပြီ။ဖုံဖုံကစကားကောင်းပြောတတ်တာပဲ။ အဲ့နောက်မှာတော့ဖုံဖုံကသူတို့သားရဲ့ခွေးစီကိုရောက်လာခဲ့ပါတယ်။မင်္ဂလာပါတကာဤပညာရေမင်္ဂလာပါဖုံဖုံကြော်မြန်းခဲ့ပါဘလို့လို့ဒီကိုရောက်လာတာလဲ။တကယ်တော့တကာရဲ့သားအကြီးအတွက်အရန်ကိုတင့်တော်တဲ့ကောင်းပါလိတယောက်တွေ့ထားတယ်။အရန်ကိုရေးစားနေလို့ရေးလေးတစ်ခွက်လောက်အရင်ဆုံးတိုက်ပါလား။ဖုံဖုံရဲ့ဘာလို့ရှင်းနေတဲ့ပြည်တနာကိုရှုံအောင်လုပ်ချင်တာလဲ။ကျွန်တော်တို့ကကုန်းစုံဆိုင်တောင်ပိုင်တာလေကျွန်တော်တို့မှာဒလိတစ်ခုရှိတယ်။ဇင်မဖုံဖုံကြွလာတယ်စားဖို့တောက်ဖို့အတွက်ပြင်ဆင်လိုက်။ဟဲ့ဟဲ့ ဒီနေ့တော့ဒီအိမ်မှာဗိုက်ပြအောင်စားနိုင်မယ်။ဟောမုံကဘဘလင်းလင်းစားဖို့အတွက်စဉ်းစားနေချိန်မှာဒေါ်စင်မကဘစ်ကတ်လေးချပ်နဲ့ရေတစ်ခွက်ကိုယူလာပေးလိုက်ပါတယ်။ပုံပုံရင်စားလေ။အရာကြီးအရင်ကကစီးနေတဲ့မိသားစုပဲ။ငါထင်ထားတာတော့လက်တူရိုတီဟင်းသီးဟင်းရွက်နဲ့တဖက်ရည်လာချပေးမယ်ပေါ့။တကယ်ကဘစ်ကတ်လေးချပ်နဲ့ရေဝဲလာချပေးတယ်။အဲ့အစားမစားဘဲနေတော့မှကောင်းအောင်မယ်။ပုံပုံရင်ဘာလို့မစားတာလဲ။စားလေ။ မစားတော့ပါဘူးတက္ကမရဲ့ဒီလောက်အများကြီးစားရခြင်းရမရှိဘူးလေတုံးချရင်ပြည့်နေမှာဆိုလို့ဖုံဖုံကရေခွက်ကိုယူပြီးတောက်လိုက်ပါတော့တယ်ဒီချိန်မှာရင်းရင်ကဖုံဖုံကိုလက်ထူမုံနေအများကြီးနဲ့ဧကန်ပါတယ်စားပါဖုံ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 စားလေအခုမှပဲတကယ်ဧကန်သားနဲ့တူတော့တယ်ဒီလိုပြောပြီးတော့ဖုံဖုံကလက်ထူမုံနေကိုအာပါတရာစားလိုက်ပါတော့တယ်ဒါကိုကြည့်ပြီးဒေါ်စင်မနဲ့ဥပညာတို့ကဒေါသထွက်နေတော့တာပေါ့နောက်ကြောင်းလေးနောက်မှာတော့ ဒါဆိုကျွန်တော်ရေမင်္ဂလာဆောင်ဟာအတီးဖြစ်သွားပြီလားတတ်မှတ်လိုက်ရတော့မလားဖုံဖုံဟေးဟေးဟုတ်တာပေါ့တားရဲ့ဟာတီးကြတော့ပေါ့မင်္ဂလာဆောင်ကအတီးဖြစ်သွားပြီလို့သာမှတ်လိုက်တော့တငယ်ချင်းတို့ရေအခုလောက်ဆိုရဲဟိုကက်စီနိုတဲ့မိသားစုရဲ့ထရီလာကိုတော့ကြည်ပြီးလောက်ပြီပေါ့တစ္ဆာကရောဒီလောက်တောင်ကက်စီနိုတဲ့မိသားစုနဲ့အတူနေထိုင်နိုင်ပါမလားဒါို့တော့ဆက်ပြီးကြည့်လိုက်ကြရအောင်ရဲနေငယ်ကြားရင်းနောက်မှာတော့တစ္ဆာကချွေးမတယောက်အနေနဲ့ရောက်ခမရင်ကိုရောက်လာပါတယ် ဝင်ခဲ့လေသမီးသမီးကိုဒီမိသားစုလျာနဲ့ကြုံဆုံပါတယ်ရမောင်ရှင်မေဘယ်ရောက်သွားကြတာလဲဆန်အောင်ရှူလာခဲ့အောင်လေဒီမှာယူလိုက်လေအမေသမီးရဲ့အိမ်ထဲကိုဝင်လာခဲ့တော့လေသမီးစဉ်းစားနေမှာပေါ့ဆန်ကဘာလို့တလောက်တောင်နဲနေလဲဆိုပြီးရိုးရတလေးကိုဆောင်ရွက်มาပဲဟာဘာလို့အများကြီးတုံးပြီးတော့စားစရာလက်ကားဖြစ်အောင်လုပ်နေမှာလဲနော်ဟုတ်ကဲ့အမေဝေါးငါရဲ့ရက်ခမတွေကအရှမ်းကိုကောင်းတာပဲစားစရာတွေကိုလက်ကားဖြစ်အောင်မလုပ်ကြဘူး အလို့ဆိုချွေးမဖြစ်သူကိုပို့ပြီးတော့တောင်ကောင်းပေါ်တင်ပြီးထောင်းမှာငါအရန်ကိုကန်ကောင်းတာပဲနောက်နေ့မနက်မှာတော့တစ္ဆာကမနက်စာလုပ်ဖို့အတွက်မိဖို့ကြောင့်ကိုလာရတဲ့အချိန်မှာဒေါ်စင်မကဆန်1ကီလိုကိုယူလာတော့တာပေါ့ချွေးမရေဒီမှာယူလိုက်ပါအောင်ကွယ်ဆန်1ကီလိုကျုံ1ကီလိုပြီးတော့ပဲ25ကျပ်သားယူလာတယ်နှစ်နှစ်စာရအောင်ချက်လိုက်နော်သမီးစားစီရနည်းနည်းလေးပြီးပြီးတော့နှစ်နှစ်စာချက်ရမယ့်အကြောင်းကိုစဉ်းစားရင်းတစ္ဆာကစိတ်ညစ်သွားခဲ့ပါတယ် ဒါပေမဲ့မေနနက်စာတွေ့ဆိုရင်ဆန်တို့ကြုံတို့ကနဲသေးတယ်လေ။ဩသမီးကနဲတယ်ထင်နေတာ။သမီးသိရဲ့လား။အမေတီအိမ်ကိုမင်္ဂလာဆောင်ပြီးလာတော့ကဆိုရင်လေအမေရဲ့ရောက်ခမဆန်တကီလို့၄နက်စာလောက်အောင်ချက်ခိုင်းတာ။အဲ့ဒါကြောင့်သမီးလည်းချက်တက်အောင်လှုပ်ထား။ချွေးမဆိုတာဒီရားတွေကိုလှုပ်တက်မှဖြစ်မယ်။ဟုတ်ကဲ့အမေ။ဒေါ်စင်မကရေခါအနေငယ်ပြီးပြီးတော့သွားလိုက်ပါတော့တယ်။တစ္ဆာကနှစ်ဖူးကိုရဲလိုက်ပါတယ်။ဖျားရေငါတော့ကန်ဆိုးပြီပဲ။ ဘလို့တောင်ကက်စီနိုတဲ့ရောက်ခမနဲ့လာတွေ့နေလည်းမသိဘူးချက်ဖို့ပေးရပစ္စည်းတွေကြာနည်းနည်းလေးစားမဲ့လူတွေကအများကြီးချွေးမဖြစ်သူတစ္ဆာကပွားစီပွားစီလှုပ်ပြီးတော့ထမင်းဟင်းကို စားချက်လိုက်ပါတယ်ခဏကြာရင်းနောက်မှာတော့ရောင်မနှစ်ယောက်ကမိဘကြောင့်လေးကိုလာခဲ့ပါတယ်အမရေချက်လို့မပြီးသေးဘူးလားချက်လို့ပြီးရူလာခဲ့လိုက်တော့အားလုံးကပိုက်ဆံနေကြပြီရှင်မရေအမအထင်ဆန်းလေးလုံးမဲ့တည်ထားတာပဲဟင်းကလည်းနည်းနည်းလေးရဲ့တော့ပါမလားချက်ပြီးချက်လိုက်ရင်ကောင်းမလားယင် ။အော်မချက်နဲ့တော့လေအမ။ဘာလို့ထပ်ပြီးချက်မှာလဲ။ထမင်းအပြင်ချာပါတီလည်းရှိသေးတာပဲလေ။ညပြီးစားလိုက်လောက်ပါတယ်။ဟုတ်ပါပြီ။ရောက်ခမကက်စီနေသလား။ရောင်းမတွေကပိုပြီးတော့တောင်ကက်စီနေနေသေးတယ်။တမီသားစုလုံးကပူပူလောင်လောင် ထမင်းဟင်းကိုစားကြတော့တာပေါ့။အဲ့ဒီချိန်မှာမတ်ဖြစ်သူဟင်းထက်ကပြောလိုက်ပါတော့တယ်။ဝါးအမကြီးပင်းဟင်းကစားလို့ကောင်းလိုက်တာထပ်ပြီးထည့်ပေးပါဦးလားမ။ဟုတ်ပြီမောင်လေး။တမီးရေအဖေအတွက်ချာပါတီထပ်ပေးပါဦး။ ဒီနေ့ချပါတီးရအရသာရှိနေရောပဲအမေအထင်ဒီနေ့အားလုံးထဲမှာအရသာရှိဆုံးဟာထမင်းပဲဖြစ်လိမ့်မယ်ထမင်းကစီးနေရောပဲတမီတောင်းစလုံးကအငတ်တွေလူမျိုးပဲထမင်းဟင်းတွေအားလုံးကိုပြောင်းလို့စားလိုက်ကြပါတယ်တနောင်းစရာကောင်းတဲ့ချွေးမလေးအတွက်ဘာမှမကြံတော့ပါဘူးစားစရာတွေအားလုံးကကုန်သွားပြီလားချက်ချွေးတဲ့သူအတွက်တော့မကြံတော့ဘူးလားငါလဲပိုက်ဆံရပါပဲလေအခုဘာသွားစားရတော့မလဲ တစ္ဆာကစင်းညင်းညင်းနဲ့မိဖို့ကြောင့်လေးလာပြီးထမင်းဟင်းပြန်ချန်လိုက်ပါတယ်။အိမ်မှာအားလုံးထမင်းစားပြီးသွားပြီမလားဘသူရဲ့အိမ်ကဝီစကီကမြည်ညာလဲသွားကြည့်လာအောင်မယ်။ဒေါ်စင်မကမိဖို့ကြောင့်လေးကိုဝင်လာချိန်မှာတစ္ဆာကထမင်းဟင်းချက်နေတာကိုကြည့်ပြီးလေးတန်းမမနဲ့ပြောလိုက်ပါတော့တယ်။သမီးရေညစာအခုကလေးကဘာလို့ချက်နေရလဲ။အမေရေတကယ်ကသမီးချက်တာနဲသွားတော့သမီးတော့မစားလိုက်ရဘူး။ထမင်းကကုံသွားလို့လေ။ဒီမှာကြည့်သမီးထမင်းတက်တဲ့အတွက်တစ်ချိန်ပဲ။ ထမင်းချက်တာကောင်းလိမ့်မယ်။တရက်လုံးမီးဖို့ကြောင့်မှချက်ပြုတ်နေလက်ပိတ်တယ်နားလေလားသမီး။ဟုတ်ကဲ့အမေ။ဖျားရည်ကံကလည်းစိုးလိုက်တာ။ထမင်းစားဖို့အတွက်တစ်ခါပဲချက်ရသေးတယ်။ရောက်ခမထမင်းအစာလာတွန့်တုံနေပါလား။ဒီလိုနဲ့ပဲနောက်နေ့မနက်နေမင်းကြီးထွက်ပေါ်လာတဲ့အချိန်မှာတစ္ဆာကရိတ်ခါတောင်းဖို့အတွက်ကုန်းစုံဆိုင်ကိုရောက်လာခဲ့ပါတယ်။အဖေရေသမင်းချက်ဖို့အတွက်ရိတ်ခါလာယူတာ။အမေကြည်ကြက်ချိန်ပြီးတော့ယူသွားလိုက်နော်။ ဒီစကားကိုနားထောင်ပြီးတော့တစ္ဆာကဝမ်းသာသွားခဲ့ပါတယ်။ရေခါရီအားလုံးကိုနားကြည့်လို့စီယူသွားလိုက်ပါတယ်။ဒီချိန်မှာပဲရောက်ကမဖြစ်သူရောက်လာပြီးတော့ပြောလိုက်ပါတော့တယ်။ချွေးမရေဒီလောက်ရေခါရီအများကြီးကိုတနစ်စာချက်မလို့လား။အမေရေမိသားစုကလည်းလူများတာပဲ哦။ဒီလောက်တော့လိုတာပေါ့။အဲ့လိုမရဘူးချွေးမ။ဆန်5ကီလိုကျုံ3ကီလိုနဲ့ပဲ2ကီလိုနဲ့တင်လေးနဲ့စာရအောင်ချက်လို့ရတာပဲ哦။အခုယူလာပြီးပြီဆိုတော့လေးနဲ့စာချက်လိုက်တော့ ရောက်ခမရဲ့ခတ်ထန်တဲ့ဇကားတွေကိုနားထောင်ပြီးတော့တစ္ဆာကရေခါတွေကိုယူပြီးမိဖို့ကြောင့်လေးကိုရောက်လာပါတယ်။ကက်စီနဲတာလဲကန်းကုန်လိုက်တာ။ရေခါကြတော့အများကြီးမပေးချင်ဘူး။စားတဲ့ချိန်ကျပကန်းအပြည့်လိုချက်နဲ့။ညနာမဲ့ပြီးတော့တစ္ဆာကပင်းဟင်းမာယိုထမင်းမာယိုရေရီအများကြီးထည့်ပြီးချက်လိုက်ပါတယ်။အဲ့ဒီအပြင်ချပါတီကိုလည်းပပလီလှုပ်လိုက်ပြီးတော့အားလုံးအတွက်တိတ်ခင်းပေးလိုက်ပါတယ်။အမရေထမင်းချက်ထားလားဆံပြုတ်ချက်ထားလားရေတွေမှအများကြီးပဲ ဟုတ်တယ်မပင်းဟင်းကလည်းရေဘောလို့ဖြစ်လွန်းလို့ပဲတောင်ရှာလို့မတွေ့ဘူးမနေ့တော့ဟိုတယ်မှာစားရတဲ့အတွက်အကုန်လုံးကစားကောင်းနေရောပဲဒီနေ့ကျတော့ဘာလို့လို့မချက်ရတာလဲမမောင်လေးရဲ့အဲ့လိုမျိုးအရသာရှိရှိချက်ဖို့အတွက်ဆိုရင်ချိတ်ခါလုံလုံလောက်လောက်ရှိမှဖြစ်မှာလေအခုအမကပဲနည်းနည်းလေးနဲ့လေးနဲ့စားချက်ရမှာဆိုတော့ဒီတိုင်းပဲချက်လို့ရမှာပေါ့ချွေးမနင်ပါပြောချင်တာလဲငါကက်စီနဲတာပေါ့လေဟုတ်လားတော်ပါတော့မိမရဲ့အားလုံးကလည်းမင်းကက်စီနဲတဲ့အချင်းကြောင့်ဖြစ်ရတာ အခုဆိုချပါတီတောင်ပပလီစားနေရပြီဒီတိုင်းသာဆိုပစံရှာပြီးတော့ဘာလို့တော့မှလဲမင်းလည်းဝဝလင်းလင်းမစားသလိုငါတို့ကလည်းစားဖို့မပေးဘူးတမီးရေတမီးချက်ပြုတ်ဖို့လိုသလားမနေ့ပြန်ညရင်ဆိုင်ရနေလာယူလိုက်နော်ဒီစကားကိုနားထောင်ပြီးတော့တစ္ဆာကဝမ်းသာသွားခဲ့ပါတယ်နောက်ဆုံးတော့မနေ့ပြန်ကြရိတ်ခါများများယူပြီးအရသာရှိရှိနဲ့ချက်ကျွေးလို့ရပြီငါရဲ့ကက်စီနဲတဲ့ရောက်ကမကြောင့်တနက်စာရိတ်ခါကိုလေးနဲ့စာလောက်စားနေရတယ် ။နောက်နေ့မနက်မှာသစ္စာကပြင်ဆင်ပြီးတော့မနက်စာလုပ်ဖို့အတွက်မိဖို့ကြောင့်လေးကိုလာတဲ့အချိန်မှာရောက်ခမဖြစ်သူကရေခါနေနေစီကိုယူလာပါတယ်။ချေးမရင်စိတ်မပူနဲ့အမေရှိနေတဲ့ရွေးတမိဆိုင်ကိုသွားစရာမလို့အမေပြောတဲ့အတိုင်းပဲလေးနက်စာချက်ရမယ်။ဖရားရင်ငါရဲ့ကက်စီနဲလာတဲ့ရောက်ခမတော့လေတနက်စာရိတ်ခါကိုလေးနက်စာချက်ရမယ်ဆိုတဲ့စီးမျိုးကိုတသက်လုံးမပြင်ဖို့ဆုံးဖြတ်ထားတယ်နဲ့တူတယ်။ခိုးမဲ့နေရလွှဲရင်တခြားရွေးချယ်စရာမရှိရဘူး။ တနာစရာကောင်းတဲ့တစ္ဆာမှာတခြားရွေးချယ်စရာမရှိတော့တာကြောင့်ဆိုင်ကနေရေခါရီကိုခိုးပြီးတော့ချက်ကျွေးတော့တာပေါ့အားလုံးကလည်းဝဝလင်လင်စားတော့ကြပါတယ်အမကြီးဒီနေ့တော့အမဟင်းချက်လက်ရာကို5 star hotel တောင်မမီတော့ဘူးအရင်ကစားကောင်းတာပဲဗျာပြီးတော့ဗိုက်ပြီအောင်လည်းစားလိုက်တယ်စိတ်တောင်ချမ်းသာရတယ်တနက်စာတော့လေးနက်စာလောက်ရှိအောင်အများကြီးချက်ထားတာတခုခုတော့တခုခုပဲတေချာစောင့်ကြည့်မှဖြစ်တော့မယ်နောက်နေ့မနက်မှာတော့တစ္ဆာကရေခါခိုးနေတဲ့အချိန်မှာဒေါ်စင်မကဖမ်းမိသွားပါတော့တယ် ဟုတ်တယ်အမေသမီးခိုးခဲ့တယ်အဲ့ဒီနီးရလွဲပြီးတခြားရွေးချယ်ဆရာမရှိအောင်လဲအမေပဲလုပ်ခဲ့တာတနက်စာအတွက်ပဲလောက်တဲ့ရိတ်ခါကိုဘလို့လုပ်ပြီးလေးနက်စာချက်ပေးနိုင်မှာလဲအဲ့လိုချက်ပေးပြီးရင်လည်းအားလုံးကပိုက်ကြည့်အောင်စားပြီးတော့သမီးအတွက်ကြမကြံတော့ဘူးချက်ပြုတ်ပေးတဲ့သူမှလည်းပိုက်ရှိရပဲလေစားချင်တာပေါ့ပြုံးရင်ပြုံးရင်နဲ့တစ္ဆာကငိုလိုက်ပါတော့တယ်တစ္ဆာရဲ့မျက်ရည်တွေကိုကြည့်ပြီးဒေါ်စင်မက သူ့ရဲ့လုပ်ရအတွက်နောက်တရရမိသွားခဲ့ပါတယ်။တမီးရဲ့အမေကိုခွင့်လွှတ်ပါနော်။ အမေအဲ့ဒီလိုမလုပ်ခဲ့သင့်ဘူး။တမီးကအမြဲတမ်းဘာမှမစားဘဲကြံနေခဲ့ရတယ်ဆိုတော့အမေမသိလို့ပါ။အခုကစပြီးတမီးစိတ်ကြိုက်လို့တလောက်ကုံစုံဆိုင်နဲ့ယူလိုက်တော့တမီးအခုတော့ပျော်ပြီမလားတမီး။တစ္ဆာရဲ့မျက်နှာပေါ်မှာအပြုံးလေးပြန်ရောက်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရေခါတနက်စာကိုလေးနက်စာချက်ခိုင်းတဲ့အဆုံးဖြတ်ချက်ကိုပြင်လိုက်တာကြောင့်ပါ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။